အဲ့စိတ်ခံစားချက်ကြီးအခုပဲရောက်သွားပြီလေဘသူမှအဖြစ်ကိုမသိကြပါဘူးဒါပေမဲ့ကျွန်တော်တေချာတိရာတခုကတော့အဲ့ဟာကြီးဟာပေါ်လာပြီးကြာကြာမခံပဲပျောက်ကွယ်သွားတတ်ကြရဲဆိုတာပါပဲဒီတဘောကိုနားလေလက်ခံလိုက်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဘဝဟာအချုပ်ချယ်ကင်းတဲ့စိတ်လွတ်လပ်မှုရလာပါလိမ့်မယ် ကျွန်တော်တို့မှာစိတ်ခံစားချက်နဲ့ပတ်သက်ပြီးဆန္ဒနှမျိုးရှိကြတယ်။ပထမတစ်မျိုးကကျွန်တော်တို့ဟာပျော်ရွှင်နေကြရင်ပျော်ရွှင်မှုကိုတသက်တာပတ်လုံးရှိနေစေချင်ကြတယ်။ဒုတိယတစ်မျိုးကကျွန်တော်တို့ဟာစိတ်ဆင်းရဲနေကြရင်အရာကိုအမြန်ဆုံး꿰ပြောက်သွားစေချင်ကြတယ်။ဒါပေမဲ့ အဲ့ဒီနှမျိုးစလုံးဟာကျွန်တော်တို့ဖြစ်စေခြင်းသလိုဖြစ်မလာပါဘူးဒီအချက်ကိုလက်မခံဘူးဆိုရင်ကျွန်တော်တို့ဟာစိတ်ပြတ်တာစိတ်မချမ်းသာတာတွေဆက်ဖြစ်နေမှာပါပဲအခုကျွန်တော်တို့ဟာစိတ်ခံစားချက်ဟာကြာရှည်မခံဘူးဆိုတဲ့အတိကိုအကျိုးရှိအောင်အခုလိုသုံးချလို့ရပါတယ်